ခသမီတို့ဟောဒီလောကမှာရှိကြတဲ့သာကောင်းရဟန္တာသမီးလေးမာတို့သည်မိမိရဲ့မိဘနှပါကို ပြည့်စည်ဓမ္မနထာနနဲ့သာလှုပ်ကျွေးလိုက်ကြမယ်ဆိုရင်အေးမိဘနှပါကိုအဲ့ဒီပြည့်စည်နေကျေးဇူးဆက်တဲ့သာသမီးတရားဓမ္မနဲ့ကျေးဇူးဆက်တဲ့သာသမီးတွေကိုဒီဝါနံပြီးမမြင်ရတဲ့နတ်တွေကလည်းတိကိန်းစန္ဒီဆေးကုပေးကြလေကုန်၏ ပြိတ္မိဘနှစ်ပါးလှုပ်ကြွေးတဲ့သာသမီးကိုနတ်ဒီကဘာလှုပ်ပေးသလဲဆေးကုပေးတယ်သွန်နာတာမဇတ်မှာသွန်နာတာမလေးညာစိတ်တင့်တော့ဘသူတွေဆေးကုပေးလဲနတ်ဒီကဆေးကုပေးတာဟုတ်လားဒီတော့အာလောသူတော်ကောင်းနေဒီတရားနာပြီးတဲ့အချိန်မှာယိုယိုလေးပဲသင်္ကန်းစာယူကြည့်မိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့သာသမီးဟာမိဘအတွက်လားကို့အတွက်လား ကို့အတွက်ပဲဟောဒီဓမ္မပညာရှာနေကြတဲ့ညီငယ်ညီမငယ်လေးတွေပါတယ်စီဝါရှာနေကြတဲ့ညီငယ်ညီမငယ်တွေပါတယ်ယာဓုတက်ခြင်းကြတဲ့ညီငယ်ညီမငယ်တွေပါတယ်ဂုံတိုင်ကြီးတွေတိုက်ကြီးတွေတည်ခြင်းကြတဲ့တကာကြီးတွေတကမာကြီးတွေပါတယ်ဟိုကုံကုံပြောမယ်နှလုံးသုံးလုံးပေါက်ခြင်းကြတဲ့လူတွေလည်းပါအောင်မှာဟုတ်တယ်မို့လား ဘသူစီမတောင်းမနေနဲ့ဘယ်နဲ့မှတင်းမနေနဲ့အဲ့ဒီကောင်းကျိုးတွေတကယ်လိုချင်နေဆိုရင်အင်းဦးနဲ့အစ်စ်ဖြစ်တဲ့ကျေးဇူးအစီဆုံးမိဘနှစ်ပါးကိုသာလှုပ်ကြွေးဖျားပေးထားပြီးသားဟုတ်တယ်မို့လား မိဘနှစ်ပါးကသာတကယ်ပစ္စည်းဓမ္မနှစ်ဌာနနဲ့ဆက်ကြမယ်ဆိုရင်မမြင်နိုင်တဲ့အိမ်ဆောင်တဲ့ကိုဆောင်တဲ့သာသနာဆောင်တဲ့ကိုကြီးကျော်မနေလေးမကြံအကုန်လုံးကဒီသာသမီတွေကိုစောင်းရှောင်းရတယ်လှုပ်ကြွေးရတယ်ဟိုကုံကုံပြောမယ်သူတို့ကတော့ပြန်ပြီးတော့ဥချရတယ်ဟုတ်လား ခုတော့အိမ်ဦးနဲ့ဖြစ်တဲ့မိဘနှစ်ပါးကြတော့ကြွေးပေါ်မရမဲနဲ့ဟိုမစားနိုင်နဲ့မနှဲလေးပဲကျုပ်ကိုအပြတ်မခံဘူးတင်ပြင်းတင်လှုပ်နေတာဟုတ်လားအဲ့ဒီကျုပ်ကိုအမေကြော်ကြွေးတိုင်းအမေထမင်းတက်တက်ကောင်းကောင်းမစားရဘူးလားရိုးရိုးလေးကိုအဆန်းလှုပ်နေတာဟုတ်တယ်မို့လား ဒါနံပါတ်1ကောင်းကျိုးဟောဒီလောကမှာမိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့သာသမီတွေစာမေးဝဲအောင်ခြင်းသလားအောင်မယ်စီဝါရေးတက်ခြင်းသလားတက်မယ်ယာဒူးတက်ခြင်းသလားတက်မယ်ဘာမှရရမချင်းနဲ့အဲ့ဒါအကောင်းဆုံးရတယ်ဟုတ်လားအမေသားဖြစ်လေပရိုမိုးရှင်းလိုချင်နေပြီမေတ္တာပို့ပေးပါဆိုကို့အဖေနဲ့ကို့အမေရှေ့မှာပဲထမင်းလေးကိုတန်တန်လေးကောင်းကောင်းလေးချက်ကျွေးပြီးဆူတောင်းစမ်းမှာအကောင်းဆုံးပဲဟုတ်တယ်မို့လား ဒေဝနမိနတ်တွေကလည်းတိကိစ္ဆန္တိဖေမယအောင်ဆေးကုရပေတတ်ပါပြီဆေးကုတယ်ဆိုတာယောဂပြောက်အောင်ကုတာမဟုတ်ဘူးလားအခုဆင်းရဲတဲ့ယောဂတွေမဆုံးဘူးလားအောင်မလီနတ်တွေကကုပေးလိုက်မယ်အမင်းနဲ့ဖေးတာလုတ်ကျွေးဟုတ်လားဣဒေဝနပတ္တသတိပစ္ဆာတကေပမောတတိ ဣဒာဟောရိပိစ္ဆုပ္ပံလောက လူဘဝမှာ နေနေတဲ့အချိန်မှလည်းပဲပန္တိတော်ကြောင်းကျိုးသိမြင်ပညာရှင်ဖြစ်တဲ့သူတော်စင်တွေကပတ္တန်တန်ဒီလိမ္မာလိုက်တဲ့သားလေးတွေသမီးလေးတွေတော်လိုက်တဲ့သားလေးတွေသမီးလိုက်တွေကျမ်းပါကြပါစေချမ်းသာကြပါစေအထက်တန်းကြတဲ့ဘဝကိုရကြပါစေလို့ပညာရှိတွေကလည်းချီးမွမ်းကြပါတယ်တဲ့ပြည့်တဲ့ပညာရှိတွေဟာ လူမိုက်တွေချင်းမွမ်းတာမလို့ရင်လည်းပညာရှိချင်းမွမ်းတာတယောက်ရရင်တော်ပြီဟုတ်လားလူမိုက်တရားချင်းမွမ်းတာမပြောနဲ့သူတော်ကောင်းတယောက်ချင်းမွမ်းရင်ပြောစရာမကောင်းဘူးလားအခုဒီကိုယ်တော်လေးတန်ခါပြိသက်အလဲမှာမြတ်စွာဘုရားကကြောတော်ကိုလက်တော်လေးပုတ်ပြီးတော့သာဓုအခေါ်ခံရတာဘလောက်အားကြဖို့ကောင်းလဲဟုတ်တယ်မို့လားဟောဒီဘဝကပစ္စာတမလွန်လောကနောက်ဘဝရောက်ပြန်တော့လည်းပဲ ပမောတတိနပြေချောင်းရွာဗြမာမကျွင်ခပင်းဩသောအလုံးစုံသော ကောင်းမြတ်သောသူဂတိဘုံဘဝသောဝမ်းမြောက်ဝမ်းသာဖြစ်ရပါ၏ဟောတည်သွားရင်လည်းပဲတဲ့နပြေဗြမာပြေစုမတောင်းနဲ့ရောက်ပြီးသားပဲဟုတ်လား လူဖြစ်ရင်ဖြစ်မယ်နတ်ဖြစ်ရင်ဖြစ်မယ်မြမဖြစ်ရင်ဖြစ်မယ်ငရေတရိစ္ာပြတာသူတကင်းဘယ်တော့မှမရောက်နိုင်တော့ပါဘူးတဲ့ဒါကြောင့်အပေပိတ်ခြင်းနဲ့ဆိုရင်လည်းပဲမိဘနှစ်ပါးကိုလှုပ်ကြွေးပါဘဝချမ်းသာကိုလိုချင်တဲ့ဆိုရင်လည်းမိဘနှစ်ပါးကိုပဲလှုပ်ကြွေးပါတမလွန်မှာဆင်းရဲတဲ့ချမ်းသာကိုလိုချင်တဲ့ဆိုရင်လည်းမိဘနှစ်ပါးကိုလှုပ်ကြွေးပါဟုတ်တယ်မို့လား ဣဒာပြေသောပံလောကဤလူဘဝ၌လည်းပဲဗန္တိတော်ဖျားအစရှိသောသူတော်ကောင်းသူမြတ်လောင်းတို့ကကောင်းပါပြီစွာကောင်းပြီစွာတော်ပါပြီစွာတော်ပြီစွာလိမ္မာလိုက်တဲ့သာကောင်းလိမ္မာသမိရတနာလေးရည်လိုပတ္တသန္တိကောင်းစွာမသွေးချီးမွမ်းကြပါပေကုန်၏ပစ္စာဒီဘဝကသင်ဆုံးလို့နောက်ဘဝရောက်ကြပြန်တော့လေပမောတ္တိနှပြေချောက်ရွာမြမမကျွင်း ခပင်းဟောသောလုံးစုံသောကောင်းမြတ်သောဘုံဘဝဘုံဌာနသောကောင်းစွာမသွေရောက်ရပါပြီသောတည်း